နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မနေ့ကကျင်းပခဲ့တဲ့တောင်ကိုရီးယားနိုင်ငံရဲ့ရွေးကောက်ပွဲမှာတော့အတိုက်ခံခေါင်းဆောင်ဒီမိုကရက်တစ်ပါတီကိုစားပြုသမ္မတလောင်းလီဂျင်မြောင်ကအနိုင်ရရှိသွားခဲ့တယ်လို့တောင်ကိုရီးယားသတင်းတွေမှာဖော်ပြကြပါရယ်။တောင်ကိုရီးယားနိုင်ငံမှာသမ္မတဟောင်းယွန်းဆွေယောလက်ထက်က အရေးပေါ်စစ်အုပ်ချုပ်ရေးအမိကြီးညာခဲ့တဲ့ဖြစ်ရနောက်ပိုင်း6လအကြာမှာရွေးကောက်ပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲမှာမင်းအလုံးရဲ့69.11ရာခိုင်နှုန်းရေတွက်ပြီးတဲ့အချိန်မှာတော့ဒီမိုကရက်တစ်ပါတီကိုစားပြုသမ္မတလောင်းလီဂျင်မြောင်ကထောက်ခံမဲ49.31ရာခိုင်နှုန်းကိုရရှိခဲ့တာပါလက်ရှိအာဏာရပြည်သူ့စွန်အားပါတီ PPP ကိုစားပြုရှင်ပြိုင်သူကင်မွန်စုကတော့41.3ရာခိုင်နှုန်းသာမရရှိခဲ့တာပါ ပြုပြင်ပြောင်းလဲမှုန်သည့်ပါတီရဲ့လီဂျန်စုကတော့ရှေ့တသမ29ရခိုင်နှုန်းရရှိခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။စစ်အုပ်ချုပ်ရဲ့အမိန်ကြီးညာခင်းမှုကြောင့် PPP အပေါ်လူကြိုက်များမှုန်တွေဟာတိတိတသားကြဆင်ခဲ့ရပြီးဒီမိုကရက်တစ်တွေအောင်ပွဲခံလိမ့်မယ်လို့ကြေကြေပြက်ပြက်ကြိုတင်ထင်ကြေးပေးထားခဲ့ရပြီးတဲ့နောက်အမှန်တကယ်ပဲလဲဖြစ်လာခဲ့တာဖြစ်ပါတယ်။ PPP ရဲ့သမ္မတလောင်းကင်ကရွေးကောက်ပွဲမှာသူရှုံးနေခဲ့တော့ကိုစွန်လ3ရက်နေ့ညနေပိုင်းမှာဝန်ခံကြေညာခဲ့ပြီးအောင်ပွဲစီရှီတက်နိုင်ခဲ့တဲ့လီဂျင်မြောင်ကိုဂုဏ်ပြုကြောင်းပြောကြားသွားခဲ့တယ်လို့သိရပါတယ်ရှင်။